ပထမဆုံးတစ်မျိုးက pronoun ပြောင်းတာ pronoun ဆိုတာက i know you တို့ဒါတွေကို ပြောတာနော်အဲ့ဒီကောင်နေဒီ pronoun မှာအဲ့ဒီကောင်နေပါတယ်ဆိုရင် ပြောင်းပြရတယ် direct speech ကနေ reporter speech ကိုပြောင်းခိုင်းတဲ့အခါမှာဟောဒီ pronoun တွေတွေ့ရနေပြောင်းပြောင်းတဲ့အခါမှာဒီလိုလေးမှတ်လိုက် i ကပြောမယ် you နားထောင်ဆိုလိုတာက i ကပြောမယ်ဆိုတာက ပြောတဲ့သူကိုကြည့်ရမှာ ပြောရဲသူဆိုတာကဘယ်မှာရှိရလဲဆိုတော့ the right speech မှာ set to ရဲ့ရှေ့မှာရှိတယ်ဒါကြောင့်ရှေ့ကိုကြည့်ယူနာထောင်ဆိုတာကနားထောင်တဲ့သူကိုကြည့်ခိုင်းတာအပြောခံရတဲ့သူကြည့်ခိုင်းတာဘယ်မှာရှိတယ်လဲဆိုတော့ယူဆိုတာကသူက set to ရဲ့နောက်မှာရှိတယ်အပြောခံရတဲ့သူက ဒါကြောင့်မလို့အဲ့ဒီနောက်ကိုကြည့်ပြရမယ်။စတ္ထုရဲ့ရှိကပြောတဲ့သူစတ္ထုရဲ့နောက်ကအပြောခံနားထောင်ရတဲ့သူဒါကြောင့်အိုင်းကပြောမယ်ပြောတဲ့သူကိုကြည့်ပါစတ္ထုရဲ့ရှိကိုကြည့်ပါယူကနားထောင်နားထောင်တဲ့သူကိုကြည့်ပါစတ္ထုရဲ့နောက်မှာရှိတဲ့အရာကိုကြည့်ပြီးတော့ပြောင်းရမှာအိုင်းကပြောမယ်ယူနားထောင်လို့မှတ်ထား။ example ပြရမယ်ဆိုရင်ဒီမှာဆိုရင်တတိချာကနေနီနီကိုပြောတာ။ဟောဒီမှာဆိုရင် you are making good progress you ဆိုတဲ့ pronoun လေးကိုပြောင်းမယ်။အဲ့ဒါဘလို့ပြောင်းမလဲဆိုတော့ I ကပြောမယ် you နားထောင်။ you တွေ့ပြီဆိုတာနဲ့နားထောင်တဲ့သူကိုကြည့်။နားထောင်တဲ့သူဆိုတာကဆက်သူရဲ့နောက်မှာရှိတဲ့နီနီပါ။ကောင်းပါလေးမို့လို့ she ha ha နဲ့စဉ်းစားပါ။ you ကိုပြောင်းမှာဆိုတော့ဒါဒီ subject နေရပါဒါကြောင့် she လို့ပြောင်းပြလိုက်မယ် you ကနေ she ဖြစ်သွားတယ် ဟောရာဒီစတိတ်မန့်အမျိုးအစားဖြစ်တဲ့ဒါကြောင့်စက်တူကိုထိုးပြောင်းပြရတာတွေနောက်ပြီးတော့ဒက်ကလေးထည့်တာတွေဒါတွေကတော့ဒီစတိတ်မန့်အမျိုးအစားမျိုးပေါ့နော်နောက်ပြီးတော့ကျတော့ buff တွေပါတွေပြောင်းတာတွေရှိသေးတယ်ဒီမှာတိထားရမှာကတော့ယူကားနေပြီးတော့ရှီပြောင်းသွားတာဒါ pronoun ပြောင်းပြီးပဲနော်ဒါလေးမှတ်ထားမယ်နော်